မင်္ဂလာပါရှင်။ဖောင်နှုံဖျားပွဲတော်ကိုစက်တင်ဘာလ22ရက်နေ့ကနေစပြီးတော့မှ အောက်တိုဘာလ9ရက်နေ့ထိစီကားသက်မြက်စွာအကျင့်မဲ့တော့မှာပဲဖြစ်ပါလေရှင်။ ကျမတို့အခုရောက်ရှိတဲ့နေရာလေးကတော့ဖောင်တော်ဆိုင်ကမဲ့ဖောင်တော်ဆိုင်ပဲဖြစ်ပါတယ်ရှင်။ဒီနေ့ခုနှစ်ရက်မြောက်နေ့မှာတော့ဖောင်တော်ဥရောပွားတော်များဟာလင်းကင်းဆိုင်ကျောင်းတော်မှာညောင်ရွှေဆိုင်ကျောင်းတော်တို့ပင့်ရှိပူဇော်ခံမှာပဲဖြစ်ပါတယ်ရှင်။ ခေါင်းနှုတ်ရောက်ပွားတော်များဟာညောင်ရွှေဆိုင်ကျောင်းတော်မှာတော့၃ရက်ညကျင်းပူဇော်ခံမှာပဲဖြစ်ပါလေရှင်။ဒီနေ့ကတော့လေပြင်းပွဲရဲ့ပိုလို့ပွဲပဲဖြစ်ပါတယ်ရှင်။ ဖောင်နှုံရောက်ပွားတော်များညောင်ရွှေကြွားမဲနေ့မှာတန်ခါတော်ဘာ900ကျော်ကိုနေ့စွန်ဆက်ကလှူတက်မှာပဲဖြစ်ပါလိမ့်ရှင်။ဒီနေရာလေးကတော့အရင်ကစော်ဘွားကြီးနေထိုင်ခဲ့တဲ့ညောင်ရွှေမြို့ပေါ်ကဟော်လီပဲဖြစ်ပါလိမ့်ရှင်။ဖောင်နှုံရောက်ပွားတော်များဟာညောင်ရွှေစော်ဘွားကြီးလက်ထက်တုန်းကဟော်ဦးမှာပဲစွန်ကပ်အပူစော်ခံပါလိမ့်ရှင်။အခုချိန်မှာတော့စော်ဘွားကြီးမရှိတော့တဲ့အတွက်ကြောင့်မလို့ဖောင်နှုံရောက်ပွားတော်များဟာဒီနေရာမှာ9မိနစ်ခန့်ရပ်ပြီးတော့မှအပူစော်ခံပါလိမ့်ရှင်။ ီနေရာကတော့ဖောင်နှုံရောက်ပွားတော်များတောင်းရတာညချိန်အပူစော်ခံမဲ့ညောင်ရွှေမြို့ကစံကြောင်းတော်ပဲဖြစ်ပါတယ်ရှင်။ညောင်ရွှေစံကြောင်းတော်မှာဆိုရင်ဖြစ်ဖျားဘူးဧည့်တော်များစီကားလည်းရှိပါတယ်ရှင်။ပေါနုံဘုရားပွဲတော်ကိုအော်တိုဘာလ9ရက်နေ့ထိစီကားတိုင်းမြဲစွာကျင်းပတော်မှာဖြစ်တဲ့အတွက်အနေနဲ့ရရမှာဘုရားပွဲတဲ့တော်များကိုလာရောက်ဖို့မျှော်ကြဖို့ဖိတ်ခေါ်ပါတယ်ရှင်။ကျမကတော့အင်တိုင်းတူလေးမပိုင်ဖြူပဲဖြစ်ပါတယ်ရှင်။